Hello အားလုံးပဲမင်္ဂလာပါဘောမချင်းကနေကျေးဇူးပါတယ်ကျေးဇူးပါတယ်ဆိုတော့အင်္ဂလန်ပြည်သက်တည်နော်အင်္ဂလန်ပြည်သက်တည်တွေ့တော့တာဘယ်လိုပြောမလဲ error တကူစာပြီပေါ့ဗျာဟုတ်ပါတော့ error လည်းအားနေစာနေတယ်ဘယ်မှဘယ်မှတော့ဆုံးသွားပြီခုလိုလို့တဲ့ခုလိုလို့တဲ့လူယူရတာတွေပါနေပြန်အဲ့လောက်အဲ့လောက်ကြည်အာယုံအာယုံမရောက်နေဘူးလို့ထင်ပါတယ်ဆိုတော့ကဘာဘလားမဟုတ်သေးဘူးဟဲ့ဘောဘာသူဆောင်းမှာသူဆောင်းမှာဘာဘိုင်းပွဲစဉ်လေးတွေပဲရှိသေးတယ်ဆိုတော့ဆိုတော့တူချစ်တူချစ်အောင်မြင်နိုင်ပါမလားတူတူချစ်အရင်ဆုံးဗျာ တူတူချယ်နေနဲ့ဘလိုလုံးဂါရဆောက်ကိလို့ပဲ3ဘတ်နဲ့ပဲထွက်လာမလားဘလိုဘလိုဘလိုရှင်လောက်ပေါ့ဒါပေမဲ့ तू ကတော့3ဘတ်နဲ့ထွက်မှာဒါပေမဲ့ तू 3ဘတ်နဲ့ထွက်တာ तू ကနားလေလို့ထွက်တာလေကိုပဲကမတုံးကိုပဲကအုံနောက်မှမရှိတာဒါကတော့ပြောတယ်အုံနောက်မရှိဆိုရင် final ကိုနှစ်ကြော့ယူပေးသွားရဆိုတော့ show လို့လို့မရဘူးဒါမှတခါကြရတယ်ဗျာကျွန်တော်တို့ကဒါပြစ်မားနေတာပေါ့နော်ဒါအင်္ဂလန်မှာတမိုင်းတစ်ချောင်းမှာဒါတည်းမှာ show လို့မရတဲ့နေသားတွေရှိတယ်ပေါ့ဒါပေမဲ့ ဒါပေမဲ့မနိုင်မြောက်မဆိုပြသူမဲ့သူချေတော့မျော်လင့်နေဘာလို့သူမဲ့သူချေရတာဟိုရောက်တဲ့နေရာတိုင်းမှာ level တခုရသူအများကြီးလို့တော့ PSG လိုအသင်းမျိုးတော်မှာသူ Champions League Final ကိုဆွဲခေါ်ပြသွားတဲ့အသင်းဆိုတော့ तू ကမနိုင်ပါသူလိုကစားသမားကတော့ star power သူမြင်နိုင်တယ်ဒါပေမဲ့ तू ကတော့ share နိုင်ပြသူ့ရဲ့ philosophy ကို तू ဦးစားပေးတယ် तू ကဘယ်ကစားသမားတော့တောင်းကစုမဆိုင် तू သွားကျင်တဲ့လမ်းအောင်သွားတယ်တခုနပေါ်တယ်ကျွန်တော်ကယုံနာတခုက Lionel သူ Lionel Messi မမီလိုက်ဘူးထင်တယ် ်မိရဲ့ကြီးမှာအဲ့တော့ခုနကပါတော့နေမာကာဗာနီဒရာမာတွေတော့မှသူအကောင်းဆုံးသူဟန်ဒယ်လုပ်သွားရဆိုတော့ဒီဟုတ်စုတော့နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပြီးတော့ခုနကသူ့ရဲ့ကစားသမားဟောင်းတချို့လည်းပါတယ်ခုနကအမနီယာ VCJ အင်တာဗျူးမှာရတာတော်တော်လေးကောင်းတော့ဘာသူသူတွေ့ဘူးသူများနီးပြရတယ်မှာအကောင်းဆုံးဆုံးနီးပြရတဲ့တယောက်ဖြစ်တယ်ဆိုရယ် VCJ ကသူပြောထားတယ်တွေ့ရတယ်မှာအဲ့တော့ပြောချင်တာတော့မဲဆူချက်ကပြောရမယ်ဆိုရင်တော့အခုလက်ရှိမှာ hey hand တခုရှိတယ် hey လူဝါသီလားငါ fly ရထားတယ်ငါရောက်တဲ့နေရာထဲမှာငါတခုခုယူပြတယ်စောက်ကိလို့ဘုသက်မှာငါက အင်းရောင်းရောင်းလို့လို့မြောင်ငါရထားတယ်ငါမှာ record ရှိတယ်ငါ this and that ဖြစ်တယ်ဆိုတော့ဥစားဖြစ်တော့ကြောင်သူချက်ဟိုတော့ကစားသမားရှိန်မှာပဲဗျာသိလားအခုလူအထူးဖြင့်လူရောင်းလဲသူက premier league မှာအင်္ဂလန်မှာလည်းလုပ်ပြဖို့ပြီးသားဟုတ်တယ်အင်္ဂလန်မှာလုပ်ပြတယ်ပြင်သစ်မှာလည်းလုပ်ပြတယ်ဂျာမနီမှာလည်းဘိုင်ယန်နဲ့တာကံမကောင်းတော့ကျွန်တော် main to dortmund နဲ့တော့ကလူဟိတ်ဟန်အောင်လုပ်ပြတာဟုတ်တယ်ကျတူကနေသူကတော့တူချီကခုနကပြောလို့ရအတွေ့အကြုံရှိရဗျာကစားသမားအပေါင်းစုံကိုင်ဘူးတယ်ဗျာပြီးရင်လည်းပဲသူက3 back ဆိုရင်သူက4 back တွေပါလေသုံးဘူးတယ်ဆိုတော့လိုလို flexible ဖြစ်တယ်ဗျာဒီလားနီးစနစ်ပိုင်းနေပတ်သက်ရင် ဆိုတော့ဒီဒီနေ့မှာပြောမလဲဒီအင်္ဂလန်မှာဆိုလို့ရှိရင်ရောခင်ဗျားခင်ဗျားဘယ်လိုမြင်လို့ဒါပေမဲ့တော့တချို့တချို့တွေရပါဘယ်လိုပဲဖြစ်တယ်ပြပြောအင်္ဂလန်မှာอืมဘယ်လိုပြောမလဲအရင်နာမည်ကောင်းတဲ့သူတွေရှိရပြအိုက်ကောင်တွေကမြေမြေအချင်းကြီးမကောင်းတွေထည့်ရတာအဲ့လိုအဲ့လိုခိုက်တဲ့နေရှိတယ်ဆိုတော့သူဒါကဒါကကျွန်တော်တို့ဒီဟိုလက်ထက်မှာတွေ့တွေ့ပူပြီးသားပါတယ်ကရဆောက်ကြီးလက်ထက်မှာဆောက်ကြီးလက်ထက်မှာဆိုလို့ရှိရင်တွေ့ပူပြီးသားဆိုတော့တူချေလက်ထက်မှာအဲ့လိုတွေမြင်ရလိမ့်မယ်လို့ကျွန်မတင်လား နာမည်ကြီးတဲ့ကောင်ကျွန်တော်ကတော့မထင်ဘောက်ဆိုအရင်တုန်းကဒါဆောက်ကိတ်ကဟိုသူကိုရန်ခုနကပြောလို့သူကိုရန်ကြောက်ရတယ်ဥမာပြောသူကိုရန်စတာပါဘောက်ဒါကြောက်ရဟိုလူကိုကြောက်မှပြီးတော့ဆောက်ကိတ်ကိုကြည့်လိုက်မယ်သူပြိတ္တာစကားဒါကထောင်းတယ် ဘရိကတ်တန်ကနည်းနည်းလေးပြောလိုက်ပြီးဆိုအဲ့လူကိုထည့်ရမှာဆိုရဲဥစားမို့ mentality တော့ရတယ်မှာပါတယ်။နီးပြဆိုတဲ့ဥစားကသူ့ share ကသူ့ grand လဲ experience wire တယောက်ဖြစ်တဲ့အတွက်ကြောင့်မူဒါကြီးကိုသူကတော့ follow လုပ်မယ်လို့မထင်ဘူး။ဆောက်ခဲ့ဆိုမမက်ရပြတာပရိသတ်ကဒီဘက်မှာကိုမိုင်းနုမထင်ဘူးဆိုမိုင်းနုထဲကိုမိုင်းနုထဲဆိုနောက်ဘက်ကျမကိုမိုင်းနုထဲလိုက်တာပဲ။ပရိသတ်ထဲခိုင်းအောင်ထဲတာသူထဲတာလားမသိဘူးဒါပေမဲ့ပရိသတ်ကအတန်းကျယ်တယ်သူအမြင်ထဲအဲ့တော့ဟိုဆောက်ခဲ့ကပြောမယ်ဆိုရင် fan favorite ဖြစ်တယ်ဆိုတာကအဓိကဟို ပြိတ္တပြောရင်လည်းလူလူပဲဒီကအဲ့တော့သူချဲတော့လို့မမြင်ရမှာမဟုတ်ကျွန်တော်ကတော့အဲ့လိုပိုကြိုက်တယ်ဘာလို့လဲနီးပြဆိုတော့သူ့ရဲ့ philosophy သူ stick လို့အခုလက်ရှိမှာဒါ Ruben Amorim လို့ပဲရှုံးနေတဲ့အချိန်မှာဆိုရင်တော့မဟုတ်တာဘောလို့ပဲဟာပြိတ္တကဟာဒါမှုလုလိုက်ပါလား4ဘက်လေးဆော့လိုက်ပါလားပြိတ္တဆိုတာပြိတ္တအသင်းဖြစ်သွားလိမ့်မယ်ဒါနီးပြအသင်းဖြစ်မှာအဲ့တော့ကျွန်တော်ကသူချဲကိုတစ်ခုကြိုက်တာတော့သူကနီးပြအသင်းဖြစ်မယ်လို့မြင်တယ်အဓိကနောက်တစ်ခုလောက်တာက အင်္ဂလန်ဘောလုံးဖွဲ့ချက်ကတူချေပရက်ရှာပေးမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဂျာမန်သားတကောင်ကတော့အင်္ဂလန်မှာလက်ကင်ထားခိုင်းထားပြီးပြီဆိုတော့သူ့အနေနဲ့တောင်တောင်အင်္ဂလန်ဘောလုံးဖွဲ့ချက်ကပရက်ရှာပေးမှာမဟုတ်ဘူး။သူတွေခုနကလက်ရှိမှာဒါကျွန်တော်တို့ပွေလိုက်ပြီးအယ်ဘေးနီးယားတို့လာဗီယားတို့ရှုံးသွားနိုင်တယ်။ဒါပေမဲ့အဲ့ဒါယူအင်္ဂလန်အဖွဲ့တွေဒါပေမဲ့ reserve base ကတကယ်တမ်း competent ခုနကပြောလိုက်ပြီးလက်ရှိတော့ကျွန်တော်တို့အဲ ကဘာဖလာမှာစကားပြောလိမ့်မယ်ကဘာဖလာမှာသူဘာလုပ်လဲအခုလက်ရှိခုနကပြောလူစည်းကိုကျွန်တော်အားမရအောင်ဒါမှန်းလိုက်ပြောတာဒါမှမုံမရွေးတဲ့လူတွေပါတယ်ရွေးတဲ့လူတွေပါမလို့ဘာညာကျွန်တော်ပြောလိမ့်ဒါပေမဲ့အခုတွေ့ရမယ့်သင်ကအကယ်ပြောရင်တချို့ကိုယ့်အသင်ကလူမပါတော့ကိုယ်ကဝမ်းသာအမယ်နေတာတခုဖြစ်တယ်ဗျာဒါပေမဲ့တကယ်တမ်းယူရိုမှာလူရွေးမဲ့ဥစ္စာဆိုတော့စကားအများကြီးပြောလာမယ်ဥပမာလေးပြောမယ်ဆိုလက်ရှိမှာ Star Power နာမည်ကိုရွေးမှာလားတကယ်တမ်းခြေစွမ်းပြမယ်လူကိုရွေးမှာဒါမို့ကျွန်တော်တို့မသိရဘူးနော်တချို့ကြတော့မှလက်ရှိမှာဟိုဇာဒန်ရှာဂီဒီလို့လို့ခေါ်မှာဒါကျွန်တော်တို့သူ့ဘာသူနိုင်ငံအသင်းမှာဒါအခုသူကလပ်အသင်းမှာဒါတိုင်ပတ်နေတဲ့ကောင် ဒါပေမဲ့နိုင်ငံသင်းမှာဆိုရှယ်ကောင်းတဲ့ကောင်းတယ်ရှယ်အဲ့လိုကောင်းမျိုးတွေဖြစ်လာမှုဆိုတာရောရှိနိုင်မလားဒါကိုကျွန်တော်တို့ချက်တော့ကြည့်ရမယ်ဒါပေမဲ့အင်္ဂလန်မှာတော့အဖြေကပေါ်ပါတယ်ကလပ်သင်းမှာမကောင်းဘူးနိုင်ငံသင်းမှာဟိုကလပ်သင်းမှာကောင်းတဲ့ကောင်းနိုင်ငံသင်းမှာကောင်းတဲ့ကောင်းရာဂိုင်းတို့များတယ်ဒါပေမဲ့ကလပ်သင်းမှာမကောင်းရင်နိုင်ငံသင်းမှာမကောင်းတယ်လည်းများပါတယ်အဓိကဒီလိုပုံစံမျိုးတွေ့သွားပါအဓိကအင်္ဂလန်အင်္ဂလန်ပဲလေအဓိကတော့ဒီရှေ့နှစ်ပွဲရတယ်ဗျာတိတ်တိတ်ပြီးတော့ရက်လက်တွေတော့သူမျိုးတော့ကြည့်မြင်တော့မသိဘူးဒါပေမဲ့ဒါပေမဲ့နိုင်ရမှာဒါ qualifying ပွဲတော့ဒါ world cup qualifying ပွဲတွေဆိုတော့ဒီပုံမှန်ပွဲစဉ်တွေတွေမဟုတ်ပြည့်ပြည့် nation league တို့ဘာလို့ဆိုရင်တော့မင်းနေမေ့မေ့လေဒါပေမဲ့ဒါကြီးက ဟိုခြေစမ်းပွဲတွေဆိုတဲ့ခါကျတော့ဒီအုပ်စုတွေမှာပြီးရင်သူတို့အုပ်စုကြီးလိုက်တယ်ဘာမှမပါဘူးဘာလည်းမပါဘူးအဲဒီနေရာဆိုတော့ဟိုတက်တော့တက်ရမှာဗျမြင်းနီးပြမပါပဲကန်တော့နိုင်နေဟုတ်တယ်မလားဆိုတော့ပြင်တာအဓိကတော့ဗျာပြောပြောလဲအဲဒီ Garden of Skeleton တုံးကလိုမျိုးကစားမဒရမာတွေ Van White တို့တို့သိရမလားဖြစ်တင်နေသူတွေကိုနေရာမပြီးတာဟာဒီကောင်ဘယ်လင်ကန်ဘလူးမန်နေပါလဲမတုံးတက်တာစာမလဲတာတို့သိတယ်မလား ဟိုဘယ်ပြီးလို့ရှိရင်ကွင်းလေ trade ကိုနေရာမချတတ်တာတော့ဟယ်ရီကင်းပေါက်ကန်နေရာထားထားတာတို့ attacking attacking player တွေတော့ကောင်းတာပေါ့ဗျာ5ဘက်နဲ့ကစားတာတို့သိရမလားဒါမျိုးတွေပေါ့နော်ဆိုတော့အမြဲတမ်း drama ကြီးရှိရဗျာဆိုတော့ Thomas Tuchel လက်အောက်မှာလည်းအဲ့လိုဒီကျွန်တော်တို့ဒါမြင်ရမလားတော့ကြည့်ရမယ်ဒါမှမဟုတ်သူတခြားပုံစံနဲ့တွားမလားပေါ့နောက်တစ်ခုရှိတာကျွန်တော်တို့အရင်ကတည်းကခင်ဗျားတို့ပြောဥပါသေးတယ်ဗျာ Thomas Tuchel ကမှန်းတမ်းပြောရင်အင်္ဂလန်အင်္ဂလန်နဲ့ဂျာမနီကတော်တော်မုန်းနေတယ်မှာပါတယ်တော်တော်မုန်းနေတယ်မှာပါတယ်ဆိုတော့ဂျာမန်သားတယောက်ကမုန်းမှာပေါ့ခင်ဗျားကလည်းဟုတ် ကမ္ဘာစစ်ကိစ္စတွေပြောရင်မိုးလင်းသွားနိုင်မယ်ဟုတ်ပါတယ်ဟိုဂျာမန်သားတယောက်ကဗျာဒီလားမင်းအင်္ဂလန်မှာဒီကူကခန့်တာရတာပြဿနာဘာလဲဆိုတော့ဘုတ်ဖွဲရတာခမ ्या ခွနာပြောလို့ pressure ပေးကြမှာပြီမနဲ့ပြိတက်တွေကြည့်မှာတော့ပြိတက်တွေကမင်းအဓိကစောင်းကိန်းတော့မလုပ်နိုင်ဘူးဟိုအဓိကအာခဏအဓိကအာခဏပြောလို့ပဲ ပြိတက်တွေအာချောင်းတိုင်းလုံမယ်ဆိုခဏပြီးမှာမဟုတ်အဲ့ဒီကဟောတာပါဆိုဒါခုနတခါကြရင်ကျွန်တော်ဒါဟိုစပါရဲ့ဟိုကစားသမားဟောင်းဖြစ်တဲ့မိုက်ကယ်ဒေါ်ဆန်ပြောသူပဲအာမိုက်ကယ်ဒေါ်ဆန်အမမဲရဲ့အဲ့ဒီပွဲစံမှာဘ ᱹ ဒုလည်းမသိတာအာဒီလိုပွဲစံလိုဖြစ်တယ်ပါအဲ့ကျွန်တော်မမဲဘ ᱹ ဒုလည်းမသိဘူးဝေးပန်းတာအမမဲအဲ့ဒီပွဲစံလူမကစားလူမတော့မစားသင့်ဘူးဒါပေမဲ့အဲ့ဒီပွဲမှာအဲ့ကစားအဲ့ပွဲအဲ့နီးပြဖိုးစီလာမိနေအောင်အဲ့ကြောင့်ကျွန်တော်ပန်တိဖြစ်ပြီးဒီစားဒီလူကနီးပြဖြစ်တယ်ဆိုတဲ့စကားပဲကျွန်တော်တို့ကလက်ရှိမှာ TV နောက်ကဖန်သားပြင်ရလူက TV နောက်ကဖန်သားပြင်ရလူပဲ မန်နေဂျာမန်နေဂျာပဲဒီလားကျွန်တော်ပြောပြီးတော့မန်နေဂျာခုနကပေါ့ကရက်ဆော့ကတော့ကရက်ဆော့ကကျွန်တော်နှိမ်တာပေါ့ကရက်ဆော့ကလို့ဆောက်ပေါ်လဲမဟုတ်ဘူးချန်ပီယံလိဝင်တာကျေရောက်တဲ့နေရာမှာ serial winner တယောက်ပြသေးလားအဲ့တော့ကျွန်တော်တို့ဝေဖန်မယ် yes ဒါပေမဲ့သူလာဗတခါကြရင်များဥမာလက်ရှိမှာကျွန်တော်ဘောလုံးပွဲမှာဖြစ်နေဆိုတာကျွန်တော်ကွင်းထဲမှာဘာဖြစ်ကျွန်တော်မသိဘူး training မှာဘာဖြစ်နေကျွန်တော်မသိ training မှာဥမာလက်ရှိမှာကျွန်တော်တို့ကတခါကြဒီကစားသမားကဒါကျွန်တော်ရှိမှာသာ comment training မှာစောက်ဘူးဆိုတော့ လူပိုတယောက်ဆိုလို့လုပ်မယ်အဲ့လိုပုံစံမျိုးကျွန်တော်တွေ့ရပါအဲ့တော့တခါကျရင်ကျွန်တော်ကတော့အခုလက်ရှိလီးပြရေကိုကျွန်တော်ဝေဘန်းနေတယ်ဥမာကျ example ပုံပွင့်လေးလေးပြောမယ်လက်ရှိမှာပရိသတ်တွေအရန်ချစ်တယ်အခုလက်ရှိ Mason Green လို့ပဲအခု ground အရန်ကောင်းနေအခုလက်ရှိမှာနောက်ဆုံးသတင်းတက်လာတာ အဆင်မပြေတော့ဘူးထွေလင်းမှာအချိုးအချိုးမပြေတော့အဲ့လိုမျိုးပေါ့အဲ့တော့ကိုမမြင်ရတာအများကြီးရှိတယ်အဲ့တော့ကိုမမြင်ရတဲ့ factor ကိုဆွတ်ဆက်ကျွန်တော်တို့က benefit of the doubt ကိုသူ့အခြေအနေကိုပေးထားပြီးသားဘာလို့အခုလက်ရှိကျွန်တော်တို့နောက်ပိုင်းပြည်သက်တွေက instant success ကိုဒါကတော့ of course England လိုအသင်းမျိုးကိုဒါကြည့်မယ်ဆိုတော့ချက်ချင်းအောင်မယ်ဒါပေမဲ့ England လိုအသင်းမျိုးကစပါးလို့တော့စပါးလောက်တော့မှ flaw လက်ရှိမှာမရှိရတဲ့ကြောင့်မို့ဒါကြီးကိုတော့ပြောလို့မရဘူးကျွန်တော်အများကြီးကတော့ကျွန်တော်တို့စပါး flaw ရတာဘောမှမြင်ဘူးတယ် England flaw ရတာဒါဟာမြင်ဘူးပါဘူး 60 60ဗနနဲ့60အဲအဲ့ဒါဘာလို့သူဗရင်မာကြီးတော့မဆုံးငင်ဖလားရတော့မြင်ဘူးလားကျေးဇူးတင်တော်ဖြစ်သူကျေးဇူးတင်ရမှာဖြစ်လို့ဖြစ်သွားအဲ့တော့ပြောချင်တာအဲ့ဒါပြောချင်တာအဲ့တော့ပြောလိုက်အခုလက်ရှိမှာတော့အဲ့ဒါဘာလို့လက်ရှိအဲနမိတ်တွေကနည်းနည်းဖတ်လိုက်ပါဦးနော်အဲ့တော့နှစ်60ကျော်ဖလားအသင်းတွေဖလားမရတဲ့အသင်းတွေကဖလားတွေရရလာပြီအဲနယူကာဆယ်တို့ဘာလို့ရလာပြီဖြစ်တယ်တခြားမလို့ကာလာပြီဘာလို့မနေ့မှမျောလင်းချက်တော့အရန်မကြည့်ဘူးဒါပေမဲ့တောမက်ဆူချယ်တယောက်ကဒါခုနကပြောသပေးအဓိကတော့ကမ္ဘာဗလာသူကတာကပဲဒါပေမဲ့သူများလို့ဟာအဲ့မှာနောက်တဲ့ယူရိုအတိပါညာသွားပြောလို့မရဘူးဟောတော့သူကကမ္ဘာဗလာလို့ကျွန်တော်ခန့်ထားတာอืม project manager ခန့်ထားတာမျိုး instant success manager အဲ့တော့သူ့အနေနဲ့လက်ရှိမှာ result ကိုရအောင်ယူပြမယ်ဒါအဲ့ဒါကိုတော့လူတယ်အဲ့ဒါမရတော့သူစဲခံမသိဟောဆိုသူ့ကိုခန့်ထားတာကချက်ချင်းအောင်မြင်မှုလူချင်းလို့ခန့်ထားတာရေရှည်ရအောင်မြင်မှုလူချင်းလို့ခန့်ထားတာမျိုးအဲ့ဒါကြောင့်မို့သူ့ကိုချက်ချင်းအောင်မြင်မှုများရအောင်စဲကြမှာပဲအဓိကဒါပဲဒီကဗီဒီယိုကများတချို့ကြွတော့လေသိရမလားနိုင်ငံနိုင်ငံအသင်းမှာအဲ့ project တွေပါရဲ့အဓိပ္ပာယ်မရှိဘူးသိလားအခုစပိန်နီးပြလောက်ပြတော့တာကြီးဒီဘဲအရင်ကတည်းကလူငယ်အသင်းမှာခိုင်းနေတာဒီကဲအဲ့ project ပါညာဆိုတာ မင်းကလတ်တင်းမှာတော့မင်းအဲ့ဒါမပြောနဲ့စကားလုံးဒီပါလို့မလို့စကားလုံးကြီးကဘယ်ရလဲဘယ်ကဘာမှမသိကိုကဘာသာမအွန်လိုင်းအွန်လိုင်းလုပ်ပြသွားတယ်ကျွန်တော်တို့ဒါခုနပြောဆိုကိုကိုပါမရီကအွန်လိုင်းလုပ်ပဲလုပ်ပြသွားတယ်ဒါပဲလေတခါကျရင်သိလားကျွန်တော်ပြောတာအဲ့အဲ့ဟိုရမှဖြစ်မှာပါရရလက်ရမှာပါနော်မလွယ်ပါဘူးပြီးလို့ရှိရင်ရင်ကလေးကမှအတိုက်အခံနဲ့ခန့်ထားတာဒီလိုပြောတာနော်ပြည်တဲ့အတိုက်အခံပြီးလို့ရှိရင်ဗာလဲ ဟိုကစားမဟောင်းနေရသဘောမကျတာသိရမလားနော်လုံးဝသဘောမကျအတိုက်ခံနေခန့်တာအခုတပြည့်ဒါကအင်္ဂလန်ကိုနိုင်ငံခြားသားအနေနဲ့အားပေးတဲ့ကောင်တွေသဘောကျပါဆိုတော့သိတယ်ကိုဒီဒါပေမဲ့အဖြူရက်တော့မကျပါဘူးဆိုတော့ခုနကပေါ်တယ်အဓိကခုနကအခုလက်ရှိမှာပို့ဆိုးတယ်အခုဒီနေ့ဒီလာမဲ့ပွဲစဉ်နှစ်ပွဲမှာတပွဲမှာခင်ဗျာတပွဲလောက်ရှုံးကြည့်လိုက်အဲ့ဒီဟောက်တန်ခေါ်လာပါဆိုအဲ့ဒီဟောက်လက်ရှိမှာပူပူလောလောဖလားရတာလို့ အာအဲဘာဒါနဲ့တော့မှဘလို့မျိုးအင်္ဂလန်ဒီပြရှိရနဲ့သူချေကိုခန့်ထားခဲ့တဲ့ကောင်တွေစောက်ပေါ်တယ်အဲ့ဒီဟောက်ကြီးရှိတာမင်းတို့မတွေ့ဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒီဟောက်ရသွားကာရာဘောင်းဖလားအင်္ဂလန်မှာရေချင်းရှိတဲ့နီးပြမရှိပါဘူးအဲ့ဒါကိုပြောတာလေကျွန်တော်ပြောအဲ့ဒီဟောက်တော်မှာဒါကျွန်တော်ဘနနစ်ကြာမှာအင်္ဂလိပ်နီးပြတရားဖလားပင်ရတယ်ကျွန်တော်ပြောသေးလားဆယ်လက်ဆိုကူစံတော်မှာပြန်စစ်သားကြည့်မှာဒါအင်္ဂလိပ်နီးပြမဟုတ်ခဲ့ဘူးဗျာကျွန်တော်ဒါ Scottish ဘက်ကိုပြောလို့ရတယ်မှာပြောချင်တာအင်္ဂလန်ခုနကမဟုတ်ခဲ့အင်္ဂလန်နီးပြအင်္ဂလန်ဘက်ကိုခန့်ကျင်တယ်ဘာမလဲလူကောင်ကျွန်တော်ပြောတာသေးလား ခံမှုတော့မခံဘူးဥပမာလို့ရှိမှဒါကျွန်တော်စပိန်လိုမျိုးနားခံရတာဂွာဒီယိုကဘာကြောင့်နာမည်ကျွန်တော်လက်ခံလို့ရတယ်ဘာလို့ရှိလို့ကျွန်တော်အင်္ဂလိပ်လိုရှိလို့တော့ကျွန်တော်ပြောတာသိလား ဘဒူရှိလို့လည်းကျွန်တော်ပြောတာပြီးပိုဆိုးတာသူတို့ကကဘာစစ်တုံးကအဖြစ်ပြက်တွေဘာညာသူတို့ကမကြည့်ရတဲ့ကြောင့်တောမက်ဆိုချက်ပူမပိုဆိုးတာတောမက်ဆိုချက်လည်းအင်တာဗျူးမှာသူကပုံမလင်ပြောတယ်ဟိုမှာနိုင်ငံနိုင်ငံတော်သူမစိုးဘူးဘာလို့သူနေတဲ့သူဟာအခုလက်ရှိမှာမခံစားရသူခံစားရနေတနေ့သူဆိုရင်ဆိုမယ်ဟုတ်တယ်ခုနကပြောတာခင်ဗျာစစ်စစ်ကြီးကိုယ်နိုင်ငံလည်းမဟုတ်ပဲနဲ့ကိုယ်ကဘောင်းနိုင်ငံတော်ဆိုချင်းလည်းဆိုပါမှာဟိုလည်းဟုတ်လည်းမဟုတ်ဘူးကျွန်တော်ပြောတာဟိုကနေကနော်နိုင်ငံတော်ချင်းဘာလို့သူသူဆိုမာလာလို့ဘာလို့လာတာနော်အဲခင်ဗျာအဲ့သူတို့ကရှောက်ပြောနေအင်္ဂလန်ကောင်တွေကြည့်လိုက်ကျွန်တော်ထိုင်းမှာပိုရိုးရှင်ကြည့်ရင်အဲ့မှာထိုင်းကနိုင်ငံတော်သူချင်းလာရင်မတက်မြက်ပဲနဲ့ဆိုအဝါပေးနေကောင်တွေအများကြီးပဲအဖြူကောင်တွေမှာသူများရှောက်ပြောနေ ောင်းလိမ့်မယ်အဲ့တော့ဆိုတော့တူချဲတော့ဘယ်လိုလဲဆိုတော့မင်းမင်းဖလားရရမရရင်ဒိုးဆိုတဲ့သဘောမျိုးအဲ့ဒါအဓိကဒါခံထားတာပဲတကယ်ကပြတကယ်ကတကယ်ကဒီဒီ generation တွေကအများကြီးအများကြီးရှင်နေကောင်းတယ်တကယ်ပြောရင်အိုအင်္ဂလန်တသင်းနဲ့ကောင်းတာတော့မဟုတ်ဘူးပေါ့ဗျာပြင်သစ်တို့ဘာလို့ဆိုတော့ကြောက်စရာကြီးတွေသိရမလားကျွန်တော်တို့ ride horse sign ကိုကြည်လာခဲ့ရတာပါဟေ့လူတွေရဲ့သိလားဟိုတော့မဲ့ဆူချက်ရတဲ့လူတွေကန်ကောင်ကိုဒီ ride horse sign ကိုကြည်လာခဲ့ရတာဘောလုံးမွေးကြည်ငိုင်းနေတယ်ပဲကြည်လာခဲ့ရတာခင်ဗျားလေဟိုလွယ်တော့မလွယ်ဘူးပေါ့ဗျာတော့အဲ့ဒါပြောရလေဘယ်လိုပြောမလဲဘူး တခြားနိုင်ငံသင်းတွေလည်းတအားကောင်းနေတာဟုတ်လူကောင်းတွေထွက်လာပြီလေလူငယ်ကောင်းတွေ star player တွေအများကြီးထွက်နေခုစပိန်တို့ဘာလို့ကြီးပြင်းတစ်တုံအင်းတိုက်စစ်ကိုပြီးရှိုးလာလာမဲ့ကဘာဖလာလဲတကယ်မလွယ်ပါဘူးဆိုခုနပြောလို့ပဲပြန်ကြည့်မခုနခုနကျွန်တော်ဆန်မပြလို့ပဲပြင်းတစ်ရဲ့လူငယ်ကစားမှကြည့်တာ desire to we တို့ဒါဘာကူလာဆိုအင်မတန်မှကြောက်ဖို့ကျွန်တော်တို့အင်္ဂလန်ကောင်เนี่ยနာမည်ကများများကြီးတာခြေစွားနည်းနည်းပဲရှိအတူမှပြောတာမဟုတ်ဘူးနော်ဟိုဒန်တို့ rashford အကောအတူတူပဲအကောအတူတူပဲဒါမှမဟုတ်ခြေစွားပြအောင်မဟုတ်ချောက်ပြတယ်ဆောင်းအောင်ပါဒါပေမဲ့ မော်ရီညိုပြောစကားကျွန်တော်အများအမှတ်မိတယ်တချို့ကစားသမားရဲ့နာမည်ကလောက်ခြေသွန်းလောက်အဲ့ဒါအင်္ဂလန်ကစားသမားအကုန်လုံးပဲအကုန်လုံးပဲအကုန်လုံးမတရားမှုအကုန်လုံးပဲဟုတ်ကိုတရားကမှလက်ရှိမှာအဖြူရည်ဆိုတာကျွန်တော်စပါးဘက်မှာကြည့်မှာမက်ဒီဆင်ဘာလို့မပါလဲမက်ဒီဆင်ဘယ်တော့ကောင်းဘူးလဲကျွန်တော်ကသိလားအဲ့ဒါကိုပြောချင်တာအခုနောက်တစ်ခါကျရင်ပြောရင်တည်းမှာ အကြီးကြီးပြောနေနာမည်ကိုဒါပေမဲ့တကယ်တမ်းခြေသွန်းပဲလောက်ပဲရှိတယ်ကိုကအင်္ဂလန်အားပြီးတော့ကိုကသိပြီးသားမလွယ်ပါဘူးမလွယ်ပါဘူးဆိုတော့တူချဲလဲအဲ့လိုမျိုးဘယ်လိုပြောလို့ဆိုတော့ squat ကိုခံထားရတဲ့ဟိုအသင်းကိုရောက်လာတာပြည်ပြီဆိုတော့ ချင်းချင်းနဲ့တော့မတူကြမြအောင်မြင်အောင်မြင်မအောင်မြင်ဒူးရမှာပဲဆိုတော့အနေအနေဆုံးတော့ကဘာပလာဒီဆက်ရှိမယ်ပေါ့ဒါပေါ့ဒါပေါ့ကဘာပလာပီရီရောအဲ့ပေါ့ကဘာသာထွက်ရင်တော့ထွက်သူလည်းထွက်ရမယ်ဆိုတော့ဒါပေမဲ့တော့မသူချက်လို့နီးပြမှာနေရာမရှားပါဘူးဗျာဒါပေမဲ့ခုနကပြောအဲ့ဘောတင်ညာဘယ်ကောင်ဆက်လာမှာမဆနာပြောရည်ပြီးနိုင်ငံသားနီးပြဘယ်လူမှမလာဘူးခင်ဗျကြည့်ပါကျွန်တော်ကကာပယ်လူနောက်ပိုင်းဘယ်ဘယ်ကောင်လာလို့လို့အခုတော့မှတော်မဲ့ဆိုတော့တော်တော်မှခေါ်တော့လာနေတာ ကဲဟုတ်တယ်ချင်းချင်းမကောင်းဘူးကဲအင်္ဂလန်ပြည်သက်တွေရောကဲနော်ကျွန်တော်ပြောနေဥပမာအေဇန်ပြောအခုလက်ရှိမှာဘယ်လောက်ထိဝေဘယ်ဘာပြောရမှတ်လို့လေတော်မတ်သူချင်းအင်္ဂလန်ပွဲတွေဝေဖို့အင်္ဂလိပ်ကဒါဟိုပြည်တွင်းကပွဲတွေချန်ပီယံရှစ်တွေဆင်းလို့ကြည်လို့တဲ့ဘယ်လောက်ထိယူပေါက်လဲခင်ဗျာကျွန်တော်ပြောတာဂရက်ဆောက်ဂိတ်တုံးအောင်ချန်ပီယံရှစ်ပွဲတွေဆင်းကြည်လို့လားဆောက်ပူတွေရှောက်ပြောနေဘာလဲမဟုတ်ကဲအင်္ဂလန်ပြည်သက်ယူတော့မျောလင်းချက်တခုပေါ့ဗျာမျောလင်းဝေးလို့ဗျာမမြောက်တော့အာနိပြကောင်းလေဗျာခင်ဗျာလေနော်ဟဲ့လူ ပွင့်ပွင့်လင်းလင်းဂျာမန်နီးပြတယ်ပွင့်ပွင့်လင်းလင်းဆပားအောင်ဖလားရင်ရရောက်တာမဲကောင်ကျသိလားဒီကောင်နေရဝဲအဲနောက်ထပ်ဘယ်နှစ်ကြာ2026ဂျားထဲမှာကိုရအောင်ဖလားရရင်ဂျားထဲမှာရရဒီကောင်နေမရဝဲလူကြည့်လိုက်မယ်နော်ကစားသမားတွေကလည်းဒါခုနကပြောရင်သာတဲ့တယ်ပြောစိတ်ထဲမှာဒါမနာလိုမှုတွေအများကြီးကတကယ်တကယ်ဟာအဲ့ကောင်ကကျေးဇူးများကြီးပါတယ်ဆိုတော့အင်ဒီမှာအင်္ဂလပြိသက်တွေရောဆိုတော့တောမတူချင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်နိုင်မယ်လို့ထင်ကြတာဆွေးနွေးကြပါဦးနော်ဘေးကလူကတော့ပြောသွားပြီနော်ကျေးဇူးများကြီးပါတယ်ကျေးဇူးများကြီးပါတယ်